ခုနှစ်တရက်သီးရှာသည်မှာတရုတ်ဝယ်လိုအားရှိနေပေမဲ့ခရီးလန်းကြံ့ကြာထားနေဒေယူပို့ဆောင်စရိတ်မြန်မာဓာတွေကြောင့်ပြည်တွင်းကထွက်ရှိတဲ့တရက်သီးတင်ပို့မှုနှဲပါနေတယ်လို့တရက်ချမ်းပိုင်ရှင်းတဲ့ပို့ကုန်လုပ်ငန်းရှင်တွေစီကသိရပါတယ်။ လက်ရှိမှာကုန်ကြစရိတ်များထားအပြင်လန်ခရီးကြန့်ကြာထားတွေကြောင့်ပျက်စီးဆုံးရှုံးထားတွေများနိုင်ပြီးမိုင်လာသားလုံးလန်းချောင်းကတဆင့်တင်ပို့ရှာထားလဲအခက်ခဲတွေရှိနေတဲ့သူဆိုပါအထင်မြမတရတီကိုတရုတ်နိုင်ငံရဲ့လက်ရှိဝဲလိုအခြေအနေနဲ့ပတ်သက်လို့တရက်ချံပိုင်ရှင်ဦးမြတ်ထွန်းကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါတယ်ဝဲလိုအရှိတယ်ကျွန်တော်တို့ရဲ့လက်ရှိကိုကျွန်တော်တို့ကဘယ်သူမှအဆိုးမရဘူး ်ဘယ်လိုအားရှိတယ်။ဒါပေမဲ့ဟိုသူတို့မှာကဟိုဒရင်းလုံးကမှတ်ထားတဲ့ဟာတခုမရှိဘူး။ဟိုမရှိရင်လည်းဘယ်လိုဖြစ်တော့ဆိုတော့သူတို့ဒီရောင်ပစ္စည်းရဲ့အရေးသေးကောင်းအောင်တူရတော့ဒီရတယ်။စကားလေးဆိုဦးရဲ့ဘိုင်းလုံးအောင်ဆိုဒီရဲ့ချင်းတစ်ချင်းကိုကျွန်တော်တို့ကဟိုလောက်ဒီလောင်းရတယ်။ကျွန်တော်မိတ်ဆွေတွေပို့နေတာ။ဇွန်150ပေါ့နော်။နော်250 250ဆိုရင်ကျွန်တော်တို့ခုလက်ရှိပမာဏကိုပေါင်းသိနေဆိုရင် 在郑州老啊，我到老妈在发的车的车，哦 <noise>，好的。哦 <noise>，哎，你喺度沙拉嘛？啊 <Okay. S 1>？唔 <noise> 是，就是讲是车多啊，的多。啊，外头的地下站的车，像啊，在西双版的，都是，呃，早晚的呢，外头的下边摇的是，其他路过的带 လက်တလုံးမတရတိစေကောင်းရှာပေမဲ့တရုတ်ပြည်အရောက်တရချင်းတချင်းရဲ့ကုန်းချစရိတ်ဟာ3000ဝန်းကျင်အထိရှိနေတာကြောင့်တောင်သူရဲ့အနေနဲ့တင်ပို့မှုနည်းပါးနေရတယ်လို့ဥမြတ်ထွန်းကအခုလိုဆက်ပြောပြပါထိအခုပူရာကသူကဟိုတည်ကြည့်ဖို့သွန်ခုချက်တည်းတာအကြတည်းလားကသူကျွန်တော်တို့ဟိုတရုတ်ကိုမထွက်တဲ့အကြောင်းအဲ့ဒါပဲအရင်ဆုံးကျွန်တော်တို့ဟိုမူနေရဟို ပေါ်လာလာရေလေနော်ဟုတ်အဲ့မှာပို့မယ်ဆိုရင်ကျွန်တော်တို့ကဟိုဈေးကြီးကြီးကအဲ့တော့မကြောက်ဘူးချင်းတစ်ချင်းတစ်ချောက်ပြည်ကြီးဈေးချင်းတစ်ချင်းကိုကျွန်တော်တို့ကအရင်တော့ဟိုဈေးရိတ်ကုန်းတော့ရှိတော့အဲ့တော့လေပို့လို့ရတယ်လေလုံးလုံးတောင်းနေတာပေါ့ဒီနေ့ကျတော့ကျွန်တော်တို့ကအဲ့ဒီကြီးကကို2000ကျော်မှရတာဆိုရင်နော်အဲ့ကတော့ကြောင့်မရတော့ကြတော့တော်နေအောင်တောင်းတူရတယ်မဖို့ကြတော့ဘူးကအဲ့လိုဖြစ်တယ် 哦，好的，好的。好的，你工资多少？咱们现在也呢，肯定也干的多啦，那不都嘛上班了，要干嘛的？တရုတ်နိုင်ငံကိုနယ်စပ်လမ်းကြောင်းကနေလက်ရှိအချိန်မှာတရက်ကိုအေးခန့်ကွန်တိန်နာအပါဝင် ကားမျိုးစုံ၅စီးလောက်သာတင်ပို့နေတယ်လို့ဆိုပါအထင်ဒါကြောင့်အခုနှစ်တရက်ရာသီချိန်မှာတော့ရန်ကုန်အပါဝင်ပြည်တွင်းဈေးကွက်ကိုသာအထူးကတင်ပို့နေရတယ်လို့သိရပါတယ်ရှင်